ဒါကဆင်မတို့ကလေး TV နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြီးတော့အောင်မယ်။အသက်15နှစ်ကလေးတယောက်ပေါ့နော်။15နှစ်ဆိုရင်ဆင်မတို့ကမိကောင်ပေါဖြစ်နေပြီ။အဲ့တော့ဒါကဆင်မတို့ကလေးတဲ့ဟိုထဲရတာတော့ဒါကအသက်16နှစ်အောက်ပေါ့နော်။ 16 18ဆိုရင်ကျွန်တော်တို့ကစပြီးတော့ adult လို့သတ်မှတ်တဲ့အကြောင်းမလို့15နှစ်ကိုတော့ကလေးတီဗီလို့ပဲရေဝီရသတ်မှတ်တယ်ပေါ့ဒါပေမဲ့တခုရှိတာကကြတော့အဲ့ကလေးရဲ့ကြီးတွားဖွင့်ပြောတဲ့ပုံစံကိုတော့ကြည့်ရမှာပေါ့နော်အဲကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့15နှစ်ဆိုရင်ယောက်ျားလေးဆိုလို့ရှိရင်ဒါကနည်းနည်းကလေးပဲရှိသေးရပေါ့နော်လူမျိုးပေါ့ပေါ့ အဲဒါပေမဲ့တခြားကျွန်တော်အနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်တော့၁၄၅လောက်တည်းကွာလူကောင်တွေလည်းထွားနေကြပြည့်တခြားမလို့လိုအပ်လို့ရှိရင်လည်းကျွန်တော်တို့က C dose ဒီတွက်ချက်ပေးရဆိုတဲ့ကောင်မှလည်းပဲအဲဒီအသက်ထက်စားလို့ရှိရင်ဒါခနာကိုရဲ့အချိုးစားကြီးလိုက်ပြီးတော့ခါကျတွက်ချက်ရအရှိရပေါ့နော်ဆိုတော့ဒါကလည်းကျွန်တော်တို့ကလေးလူကြီးကွာချချက်လေးဥဒါအကျမ်းမရပြင်နာလေးအောင်ကျွန်တော်ရေးပြရရှင်းပြပေးတာဖြစ်တယ်အဲ့တော့ဒီ၅နှစ်ကောင်လေးကတော့မကြာခဏချောင်းဆိုတော့ကိုလေးချင်းကြာတာညဘက်ချွတ်တဲ့ဓာတ်ခံစားနေရပေါ့နော်၄လလောက်ရှိပြီဆိုတော့၄လတောင်မှဒီမိကောင်ပေါ့ကလေးတယောက်ဒီလိုဖြစ်နေရအောင်သူ ရဲ့ပုံထိန်သူတွေကဒီတိုင်းပဲထားရလာလို့ဆောင်တော့မေးကြရှိရပါတော့အဲ့တော့ဆက်ပြီးတော့သူတို့ရဲ့မိသားစုအကြောင်းပါဆောင်တော့ဆက်ပြီးတော့နောက်ပိုင်းမှာဆက်ပြောပြပြပြထားပြပြထားရရှိတယ်။ငွေငယ်နှလားကတော့သူက bronchitis ပေါ့နော်။ အစုပ်လေးပြောင်းရောင်းခဲ့ပြီအဲ့တော့ bronchitis ဆိုတဲ့သဘောတရားကသူကနည်းနည်းပြင်းထန်တဲ့အစုပ်ရောင်အဆုတွေမှာပါတယ်အဲ့တော့ဒါဟုတ်ဆရာမတိချာမကုတာဆိုလို့ရှိရင်နမိုနီးယားလိုဟာမျိုးကထပ်ပစ်ထက်တယ်ပေါ့နော်ဒါမဲ့လည်းပဲအဲ့ဒါကိုတိချာကသူကမကုထားတဲ့ပုံစံမျိုးဒါကြောင့်မပြောင်းကင်းသေးဘူးဆိုပြီးတော့လောလောဆယ်မှာတော့ဒါဒီထဲမှာဖော်ပြထားတယ်ပေါ့နော်အဲ့ရင်မဲ့တဲ့မှာရလိုက်တယ်ပေါ့နော်စီကန်လာပြတော့ညာဘက်အစုပ်ထပ်ပိုင်းမှာဒီပြက်နှံ့နေဆိုတဲ့ဒီအဲနေရာတွေတွေ့နေရတယ်ပေါ့နော်တခုခုဆရာမတို့ပြက်နှံ့နေဆိုရင်ဒီထောက်တွေ့ရတယ်အခေါင်းပေါက်လေးအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒါဟာအရှင်က bronchitis ကြောင့်ဖြစ်တာလားဆိုတာဆရာမတို့မသိ ဘူးဒါပေမဲ့လည်းပဲအဲ့ကလေးအနေနဲ့ကျွန်တော်တို့ဒီဖြစ်ရဖြစ်တဲ့ကျွန်တော်တို့ဒီလက္ခဏာတွေကြည့်ပြောင်းခါကျတော့ဒါ TV တန်တွေကလိုတက်မှတ်တယ်ပေါ့နော်ဒါနဲ့ပဲအခြေပြားဒီကြည့်ရောခါကျတော့အခြေပြားစစ်စစ်နေတဲ့မှာ TSD ကတော့ကျွန်တော် 25mm positive ဖြစ်နေတာတွေ့ရတယ်။ဒါနဲ့ကျွန်တော်တို့ကလေးအဆုပ်သူ့ကိုဆိုတော့ပြောတွဲပြောင်းပြီးကုသလိုက်တယ်ပေါ့နော်။ပြီးတော့ခါကျတော့တလိပ်ပိုးလေးစလိုက်တယ်။တလိပ်ပိုးမှလည်း EFB ပေါ့နော် SFS ပစလိုက် TV ဟိုအဲပစပစအဲ ဒီရိုက်ဆံမှာအများကြီးတွေ့ရတာကိုအဲဒီမှာဒီကလေးမှာတွေ့ရတာပေါ့ဒါနဲ့ခုနကဆံမပြောတယ်ဒါနဲ့မပြီးဘူးဆိုတာကသူနဲ့တိန်နဲ့တူနေတဲ့အသက်9လကလေးရှိတယ်ပေါ့နော်ညီလေးပေါ့ယောက်ျားလေးသူကကြတော့ TV လက္ခဏာမရှိဘူးဒါပေမဲ့လည်းပဲသူ့ကိုလည်းပဲဆံမ suspected active TV ဆိုတော့ယူဆပြီးတော့ဒါကကုသဖို့အတွက်ပြင်ဆင်ရတယ်ဆိုတော့ဆံမတွေ့ရတာပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဟာကြတော့ကလေးကအဲတိန်နဲ့တူနေတယ်ဆိုလို့ရှိရင်ဆံမတို့တခြား base source ကနေပြီးတော့ဟာကြတော့ကိုးနိုင်တယ်လဲဆိုတဲ့ TV အဲ နေသားကိုလည်းပဲကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲတယောက်ကဒီလိုရှိနေပြီဆိုလို့ရှိရင်အိမ်ထဲမှာရှိရဲတခြားဆိုကျွန်တော်ကလေးတွေရောလူကြီးတွေအကုန်လုံးစစ်ဆေးဖို့အတွက်လိုအပ်တယ်ဆိုရင်နေသားကိုဆက်မလို့နားလည်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီအခုလူနာရေနောက်တစ်ခါကျတော့အသက်9နှစ်ကလေးကိုအသက်9လကလေးကိုကတွဲပြီးတော့ခါကျတော့ကျွန်တော်တို့ကဒါဒေသနာကျမ်းမာရေးဌာနရှိ report လုပ်လိုက်တယ်ပေါ့နော်စေကားနေလို့သွားအကြောင်းကြားလိုက်တယ်ပေါ့ report လုပ်လဲဆိုတော့ကျွန်တော်ဒါကအဲဒီကိစ္စကိုအရေးတွေယူဆောင်ရွက်ရမယ်ဆိုရင်နေသားကမျိုးအနေနဲ့ report လုပ်တဲ့တာလုပ်လိုက်တာပေါ့နော် TV မျိုးစားအနေနဲ့ညီမတို့ကနှစ်မျိုးရေးဝေးရပြီးသတ်မှတ်တယ်။ကလေးတွေအနေနဲ့ဆိုတော့ active TV နဲ့ inactive TV ပေါ့နော်။ active TV ကတော့အခု15နှစ်ကကောင်းလေးလိုမျိုးညီမတို့ယောဂလက္ခဏာပြရတဲ့ TV ပေါ့။အဲ့တော့အဲ့မှာညီမတို့ကနှစ်မျိုးရေးဝေးရအဖြစ်ပြောဟိုခွဲပြီးတော့လေးဟိုလိုရတယ်သတ်မှတ်လို့ရတယ်။အရေးပြား TV skin TV ရဲ့နောက်တစ်ခါကျ blood test TV ပေါ့နော် blood TV test ဆိုတော့နှစ်မျိုးတစ်မျိုးမဟုတ်တစ်မျိုးတွေက positive ဖြစ်နေပြီဆိုလို့ရှိရင်ဒါ yellow ရောဂါလက္ခဏာလေးပြရဲဆိုရင်ဒါ activity ပြီးတော့ဆိုတော့သတ်မှတ်တယ်တကယ်လို့များလက္ခဏာမပြဘာမှအဆောင်ဆိုတာဘာညာလည်းမရှိဘူးဆိုလို့ရှိရင်ကျတော့ကျမတို့ကဒီလိုမျိုး result တွေကိုကြည့်ပြီးတော့ခါကျတော့တခြားဆိုကျမတို့တခြားဒီအဖြေတွေအဲ finding ပေါ့နော်တွေ့ရှိချက်တွေကိုလည်းပဲကျွန်တော်ဆက်လက်ပြီးတော့ရှာဖွေပေးရသေးတယ်ပေါ့နော်အဲ့တော့လက္ခဏာမပြောင်းဆိုတာဒီ test နေတယ်မပြီးသွားပဲနေရှင်မတ်တက်မှာရိုက်ကြည့်ရအောင်နောက်တစ်ခါကျ TV လူနာနဲ့ထိတွေ့ထားတဲ့အဲနေသားပေါ့နော် TV လူနာနဲ့ဘယ်လောက်အချိန်ကြာကြာထိတွေ့ထားလဲဆိုတဲ့အခြေခံအချက်လက်တွေကိုကြည့်ပြီးတော့ဟာကြ inactivity လို့သတ်မှတ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကတော့အသက်ဒီ15နှစ်ကလေးရတော့ဒါတော့ activity ဖြစ်နေပြီလို့ကျွန်မတို့ဒါကတော့အဲတေချာတော့ရှိသွားပြီ ဒါပေမဲ့အဲ့ဒီ15လကလေးကိုကြတော့ကျွန်တော်တို့က TV လို့တက်မှတ်ပါလားမတက်မှတ်ဘူးလားဆိုတော့မိကုန်းထုတ်ကြဖြစ်သွားပြီပေါ့နော်အဓိကကတော့သူကလက္ခဏာမပြတာဖြစ်တာရေနောက်ကလေးကအသက်ငယ်လွန်အားကြီးနေသေးတာရေအကြောင်းလို့ပေါ့နော် အဲ့တော့နံပါတ်အားဖြင့်133မှာ DB ရောကဘယ်နာမှရှာပွေခြင်း IGRA နဲ့ပတ်သက်ပြီးတော့ဒီချာလေးရှင်းပြထားပါတယ်။အာဒီ IGRA ကိုဆိုတော့နှစ်ပိုင်းပေါ့နော်1နဲ့2ဆိုရအပိုင်းနှစ်ပိုင်း133နဲ့134နှစ်ပိုင်းခွဲပြီးတော့ပို့ချပေးထားပါတယ်။ဒီဘာကလင်စကင်တက်စ်နော်အရေပြားကိုထိုးပြီးတော့ဆန်းနာရီနောက်ကသွေးဖောက်ပြီးတော့ဆန်းနာရီဆိုတော့ကျွန်တော်နှစ်မျိုးရှင်းပြီးတော့ပြထားတယ်။ဘယ်တက်စီကတော့ဘယ်ဟာရအသာချက်ရှိရဲအဲဘယ်လိုမျိုးရောဂါရှာပွေနေမှာအသုံးဝင်လဲဆိုတော့လည်းပဲကျွန်တော်တို့ နမူနာလက်တွေ့လုပ်တဲ့ theory ရော principle ရောနော် concept ပေါ့အကုန်လုံးကျွန်တော်တွဲပြီးတော့ရှင်းပြရတာကြောင့်အဲ့မှာဆက်လက်ပြီးတော့ဒီ TSD ရော IBA အကြောင်းကိုရှင်းတွဲပြီးတော့လေ့လာလို့ရပါတယ် ဒါကြောင့်လို့ကျွန်တော်တို့ကဒီကလေးကလေးနဲ့ပတ်သက်ပြီးကလေးဆိုခုနကအသက်5လပြည့်စုံလေးနဲ့ပတ်သက်ပြီးတော့ဟာကြာဘယ်လိုစဆက်လုပ်မလဲပေါ့နော်။နံပါတ်1ကဘာမလို့ဘာလို့ဆိုခါကြတော့ကျွန်တော်ကလက္ခဏာပြသည်လို့တဲ့။နောက်မှပဲဖြစ်ခြင်းလဲဖြစ်နိုင်မယ်။အဲကြောင့်ပဲကုရင်လဲကုပေါ့နော်။ဘီအားကြတော့အဲကလေးအသေးလေးကကုဆက်နေတာမှန်တယ်။ဆာပေမဲ့လည်းပဲအကိုက TV ဆိုပြီး confirm မဖြစ်သေးဘူးတဲ့။ active TV လို့ confirm မဖြစ်သေးဘူး။ဒါကြောင့်မို့ကျွန်တော် active TV ပဲပြက်ပြီးစောင်းမယ်။စီအားကြတော့တိန်နဲ့တူနေထားပြီဆိုတော့ဟာကြာဘယ်လိုဖြစ်ဒီညီကိုနှစ်ယောက်ကဒါအရေးတူကိုကျွန်တော် TV အနေနဲ့အဲ TV ရောဂါကုသဖို့အတွက်စောင်းရရအောင်မယ်။ဒါကြောင့်မို့ urgent ဖြစ်နေပြီ။ urgent ဆိုတာ းလင်းစလို့အရေးပေါ်ဒါ update ဒါကျမပြည်သူ့ကျမကြီးအနေနဲ့ဒါပြဿနာရှိနေပြီဆိုတော့ပြောချင်တာတော့ဒီကကြတော့အဲဒီကနေမရှိတော့ဘူးပေါ့နော်ဒီအစုပ်ပိုးပါညာအ TV ပိုးနေထူတာဖြစ်တဲ့ကြောင့်မလို့ဒီတလေးတွေပါရမယူပဲတော့ပဲနေအစာရင်တွေကအရေးဥဆုပ်ပြောခါကြောင့်နမူနာယူမယ်လို့ကျမပြောထားပါတော့အဲ့တော့အစာရင်တွေကနေမှာကြတော့ဒီ gastric အဲဒီအ အရေးကိုဆုပ်ယူပြီးတော့ခါကျတော့တခွဲနမူနာပေါ့နော်တလိပ်ဖို့စစ်ဆေးရအောင်လို့ကျွန်တော်တို့တီဗီအဲယောဂစစ်ဆေးတဲ့ဒီသင်ခန်းစာတွေမှာဒီစာစမှာထည့်ပြီးတော့ပြောပြတာလေးရှိပါတယ်ဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှင်တော့တွားပြီးတော့အဲဒါကြည့်လို့ရပါတယ်ပေါ့နော်လောလောဆယ်ရကျွန်တော်တို့ကဒီကလေးကအာဂျန်တီဗီ အာဂျန်ပဘလစ်ဟက်ဖြစ်နေပြီပေါ့နော်အာဂျန်ပဘလစ်ဟက်ကွန်ဆန်ရှိနေပြီသူနဲ့သူ့အကိုခုနကတကယ်ကိုပဲတီးပြီးလုံးဝတေချာတဲ့လောက်နေပါဖြစ်နေရဲ့လူနာနဲ့တိမ်နဲ့တီးထွေတာအတွက်ကြောင့်မလို့ဆမောက်တာကနှစ်ယောက်စလုံးကတီးပြီး suspect ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့တရားဆုံးကတီးပြီးပိုးကူဆက်ခံနေရတယ်ဆိုပြီးတော့ယူစားပြီးတော့စားပြီးတော့ကုသရရမှာဖြစ်ပါတယ်အခုနကကျွန်မပြောရဲဒီ TV ပို့အဲတခွဲနမူနာရယူဖို့အတွက် gastric lavage ပေါ့နော်ဒီ အဲအစာရင်ထဲကနေပြီးတော့အရေကိုစုပ်ထုတ်ပြီးတော့ယူတဲ့နေသားလေးဒီမှာကျွန်မပုံလေးနေတော့ပါဗောနော်အဲပြီးခဲ့တဲ့ဒီဗီဒီယိုသင်ခန်းစာရေးထဲမှာပြပြရတာလေးရှိရပါဗောနော်ကလေးရဲ့ပါဇက်တရားနေပြီးတော့ပိုက်လေးထည့်ပြီးတော့ဟာကြတော့စုပ်ယူတဲ့နေသားလေးပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့အဲတလိပ်ရယူရခက်ခဲတဲ့ အခြေအနေပေါ့နော်သူတို့ကလေးငယ်တွေမှာဒီများသောအားဖြင့်တော့တလေးကိုသူကမျိုးချကြရဲဆိုတာကြောင့်အဲ့ရနေပြီးတော့ယူရဲအနေထားပေါ့နော်တကယ်ကတော့အာကျွန်တော်တို့ဒီကလေးတွေကတော့တလေးပိုးအဲစတရားဖြင့်တွေ့မယ်ဆိုလို့ရှင်တော့အကောင်အရင်နဲတဲ့တောင်ကိုတွေ့ရနိုင်တယ်ပေါ့တောင်တောင်ကြတော့ပိုးနည်းနည်းဝင်လဲပဲသူတို့တွေကယောဂဖြစ်ဖို့အတွက်လွယ်ရဲအတွက်ကြောင့်မလို့အဲ့တော့ကျွန်တော်တို့ကအဲအစုပ်ကနေပြီးတော့အဲတလေးကနေမတွေ့ဆိုလို့ရှင်အဲရအောင်ရှာဖို့လိုတဲ့အချိန်တွေမျိုးမှာဆိုလို့ရှင်တော့ဒါမျိုးကျွန်တော်တို့ကစစ်ဆေးပေးရတယ်ပေါ့နော်အဲ့လက်ချိုင်းမှာလည်းပဲကျွန်တော်က theory ရပြတရားတွေပြတာရှိပါတယ်အခုကျွန်တော်တို့ဟိုကဖြစ်တာကဥပြောနေရ gastric Raspberry ပေါ့နော်သူကဒီမှာအဲ Ronald Major မှာယူရပိုင်းစာဒါကြတော့ကျွန်တော်တို့ဒီ specimen collection ပေါ့နော်တခွင်းမူနာရိုက်ပြီးတော့လိုအပ်ချက်တွေဖြစ်တယ် C ကနေလည်းပဲယူလို့ရတယ်1နေရနေလို့ယူလို့ရတယ်ဒါပေမဲ့အချင်းတွေကတော့တခု data မကဘူးနော်ကျွန်တော်အချင်းတွေအများကြီးစဉ်းစားပြီးတော့မှတလေးအဲဒါတို့ကကြတော့ကျွန်တော်တို့လိုအပ်တဲ့တခွင်းမူနာတည်ပြီးဖို့တခွင်းမူနာရိုက်ပြီးတော့စဉ်းစားပြရတာဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့အအဆင်ပြေတယ်ဆိုလို့ရှိရင်တော့တခြားတော့ level ကလူတွေဆိုလို့ရှိရင်တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပြည်သက်တွေနေလည်းသွားပြီးတော့လေ့လာလို့ရပါတော့138ပေါ့နော်ကုန်နံပါတ်ကတော့ 你妈妈先把我。 အဲအဲ့ဒီအချိန်မှာလိုအပ်တဲ့စီစဉ်မှုတွေလုပ်နိုင်အောင်လို့အိမ်ထဲမှာတူနေတဲ့လူတွေပါတခြားအတူတွေပါ TV ပို့ရှိနေတာဆိုတာစစ်ဖို့လိုလာပြီးတခြားမှာဆိုဒေသန္တရကသူနာပြုကိုရိုင်းဟာ home visit သွားရတယ်ပေါ့နော်ကလေးရှင်အိမ်ကိုသွားရတယ်အဲ့ဒီ PC အသေးလေးနေရောနောက်တစ်ခါစတိတ်လုံးမှာရှိလူတွေစစ်တော့ခါကြတော့ juba glin skin test ပေါ့နော်အရေးပြစစ်တော့ခါကြတော့တိမ်လုံးကဂျူဘောက်လင်းစကင်တက်စ်ကိုဆရာမတို့အဲ positive ဖြစ်နေတာပြီးတော့တွေ့ရတယ်ပေါ့နော်ပြီးတော့ဟာကြတော့အသေးလေးကိုငါးလကလေးလေးကိုဆရာမတို့ရင်မက်တဲ့မှာခိုင်းရတယ်ပေါ့နော်ခုနကဆရာမတို့ပြောခဲ့သလိုပဲအသေးဒီဆရာမတို့အသွေးစစ်တာအရေးပြစစ်တာတော့မှာဆရာမတို့ positive ဖြစ်ခြင်းလည်းဖြစ်မယ်။တကယ်လို့များမဖြစ်ခဲ့လို့ဆိုလို့ရှိရင်ကျွန်တော်ရင်မက်တက်မဲ့ရိုက်ဖို့စစ်ဆေးရမယ်။နောက်တစ်ခါသူကတအိမ်ထဲမှာကိုယ်နဲ့လည်းတူနေတာပြီဆိုတော့ဟာကျွန်တော်ကူးနိုင်စီ chance ကလည်းများတွေ့တော့ရင်မက်မှာဘယ်လောက်ထိပြည့်စည်နေပြီလဲဆိုတော့ကျွန်တော်သိဖို့အတွက်ရင်မက်တက်မဲ့ရိုက်ဖို့ကလည်းပဲစီစဉ်မှရမယ်ပေါ့နော်။ အဲ့တော့ကျမတို့ဒီဒီဒီပိုးထိတွေ့ထားတဲ့ဒီကလေးနဲ့ပတ်သက်ပြီးတော့ခါကျတော့ကျမတို့ဗာများအဲဟိုဟာပေါ်တိထားဖို့လို့လဲပေါ့နော်အဓိကတော့ဒီကလေးကတော့ကြည့်ကျူပါဦးလင်းစင်းနဲ့ဆာပေါ်စစ်ဖြစ်နေပြီဆိုတော့ဒီဗီဇီတိုက်ဖို့လိုမလားမလိုဘူးလားဆိုတော့ကျမဆုံးဖြတ်ပေးရတော့မယ်။အဲ့တော့နံပါတ်1ကကျတော့အဲ့ကလေးကတော့ active တီဖြစ်လာနိုင်ခြင်းလက္ခဏာအလိုများနေပါတယ်တဲ့။ဘီကကျတော့အဲကလေးဒီအဲအာ ယောဂါစပြီးတော့ကျွန်မတို့ဒီကလေး TV ပါဆိုပြီးတော့ time of diagnosis ပေါ့နော်ယောဂါနေတိုက်လိုက်တယ်ဆိုတဲ့အချိန်မှာဒီကျွန်မတို့ကိုလက္ခဏာမပြအောင်ဆိုတဲ့အနေထားတွေကတဝက်လောက် တော့ပေါ့နော်အဲ့လိုမျိုးတွေးရတယ်ဒါကြောင့်မလို့ကျမတို့ကအဲတီဗီလက္ခဏာဖြစ်တယ်ဆိုဆိုမှပဲဒါကုရာမဟုတ်ပဲနဲ့လက္ခဏာမပြအောင်ဆိုလဲပဲဒါသတ်မှတ်ရတော့မယ်တချို့ရှင်တွေဆိုရင်လက္ခဏာမပြတော့လဲပဲဒါတန်တရားရှိတယ်ဆိုရင်တီဗီစီပြရတဲ့အနေအထားတွေကလေးတွေမှာအများကြီးရှိပါတယ်နောက်လူကြီးတွေမှာရှိသေးတာပဲဆိုတော့လေကလေးတွေကတော့ပို့ပြီးတော့အဲ့ထက်ပို့ပြီးတော့ရာခိုင်နှုန်းများပါတယ်ဆိုတော့တဝက်လောက်ရှိတယ်ပေါ့နော်အဲ့တော့ကလေး၁၀ယောက်မှာ၅ယောက်လောက်ဟာလက္ခဏာပြရတဲ့ပြီးတော့ဒီခြားသောတီဗီရှိဖြစ်သွားလဲပဲလက္ခဏာမပြရနောက်ထပ်ကလေး၅ယောက်ကလေးပဲကျမတို့ကုသဖို့လိုမယ်လို့ဒါကနားလည်ရပါတယ်နောက်စီအားကြတော့ကျမတို့တခြားသော Body. Uh. activity ဖြစ်ရှိရဲ့ကလေးတွေကနေပြီးတော့ကျွန်တော်အသက်ရှင်လမ်းကြောင်းကနေပြီးတော့အရေးပို့ပြီးတော့များများပို့ပြီးတော့ထွက်တယ်ပေါ့နော် sequence တွေများများပို့ထွက်အတွက်ကြောင့်ပို့ပြီးတော့ကူးစက်ပြန့်နေပါတယ်တဲ့အဲ့တော့ activity ဖြစ်တယ်ဆိုလို့ရှိရင် inactivity နဲ့ရှာစာလို့ရှိရင်တို့တွေကပို့ပြီးတော့များတွေကိုပို့ကူးစက်စီရဲ့လို့ပြောချင်တာဖြစ်တယ်ပေါ့နော်နောက်ဒီအကြတော့ကလေးတွေကများသွားပြီးခဏချင်းရှိတယ်ကြောင့်ဆိုတော့ TV နဲ့ပတ်သက်ပြီးတော့များသွားပြီး activity ဖြစ်တဲ့ဒီမရောက်ဘူးလို့ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပေါ်ပြချက်အားဖြင့်ဒီလေးကလေးကမန်ကန်တဲ့ချက်ကိုရေးပြရအောင်ဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်ဘာလို့ပြောချင်တာလဲဆိုတော့အဲကျွန်တော်ပြည်သူ့ကျောင်းမကြီးနဲ့ပတ်သက်ပြီးတော့ဟာကျွန်တော်ကလေးတွေဟာဆိုလို့ရှိရင်အဲလူကြီး တယ်ဆိုလို့ရှင်ပို့ပြီးတော့ခဏရနေတယ်အစုပ်ကလည်းဖွံ့ဖြိုးမှုအားနေသေးတဲ့အတွက်ကြောင့်ကိုကားလည်းနေတဲ့အတွက်ကြောင့်ပို့ပြီးတော့ဟာကြောင့်ယောဂဝင်လွယ်တယ်ဒါကြောင့်မလို့ဒီယောဂဝင်လွယ်တဲ့အချိန်မှာဒီ ယောဂရှာပွေနိုင်မှုအနေထားအလေးပဲလူကြီးအလောက်ကျမှာခက်မြန်မြန်နဲ့တည်တည်ဆဲဆဲမတွေ့ရတတ်တဲ့အတွက်ကြောင့်မလို့ဒါကိုကျမတို့ကသတိထားပြီးတော့ concern ရှိနေစင်တာပေါ့နော်ဆိုတော့ဒီမှာတို့ရှင်တော့ခုနကကျမပြီးမှပြောထားသလိုပဲအဲတဝက်၁၀ရောက်မှ၅ရောက်လောက်ကကျမလက်ခဏာမပြရဘူးဒါကြောင့်မဆိုအဲ့ချိန်မှာ activity တွေဖြစ်နေရဲ့ဆိုလို့ရှင်တော့မှကျမတို့မသိနိုင်သိကျမသိနိုင်မျိုးပေါ့နော်ဒါဒါသတိထားမယ့်ချက်ပါ အဲ့တော့15နှစ်ဒီဆွေလေးလေးရာဒီမှာဟောဒါထားလိုက်ပါတော့ဒါတော့15နှစ်တော့မရှိတယ်မြေစမှာအင်တာနက်ကနေအနည်းဆုံးဆုံးပုံလေးတပုံဒါယူထားတာပေါ့နော်မိသားစုကကြာရောပစ္စည်းကလေးတယောက်ကရှိတယ်ကျန်တာကကျမတို့မိကောင်ပေါင်းနေဒါ၁၀ကျော်အသက်ကလေးရှိရယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကဒီ 48နာရီအတွင်းမှာဂျူဘာဂလင်စကင်းနဲ့ဆိုလာပြီးအဖြေဖတ်တဲ့အခါမှာကျမတို့အမေရောအဖေရောเนาะဒီအမိခင်ကဒါစင်ရလာကြတဲ့မိခင်ကိုနာရောအဖေရောအသက်9နှစ်အရွယ်ဆန်နောက်12နှစ်အရွယ်အဲဒီကလေးအကောင်လုံးဒီဂျူဘာဂလင်စကင်းနဲ့ sport station နေပြီးတခါကျတော့ PC ကွေးလေးရေပေါ့เนาะဒီအခုညီမိုက်ညီမိုက်ဒီရင်ွယ်ပိုက်ကလေးကကျတော့ဂျူဘာဂလင်စကင်းနဲ့ snack လေးပညာတွေ့ရတယ်ဒါကြောင့်မို့ကျမတို့ကအသေးလေးတွေဆိုလို့ရှိရင်ဒီလိုမျိုးမွေးအမွေးဟိုဟာဆိုမွေးကစားလေးကလေးလေးဆိုလို့ရှိရင်ကျတော့တတိထားမျိုးပေါ့เนาะသူတို့တွေကိုဂျူဘာဂလင်ဒီဒီ skin test negative ဖြစ်နေတယ် ဲပို့လို့မရအောင်ဆိုတော့ဟာဒီကျွန်တော်တို့သတိထားပေးရမှာဖြစ်ပါတယ် ဘယ်လိုဆက်လုပ်မလဲပေါ့နော်အကုန်လုံးကတော့ကို super green skin test positive ရှင်နေပြီအသေးလေးကလွဲပြီးတော့အဲ့တော့ဘာတွေဆက်လုပ်ကြမှာလဲပေါ့နော်နမဲ ear ကြတော့ကျမတို့ကလေးကဒါ negative ဖြစ်နေတဲ့အတွက်ရင်မက်တမန်ရိုက်စာမလို့တော့ခဏဦးကတော့ကျမရင်မက်တမန်ရိုက်ဖို့စီစဉ်ထားရတယ်အခုကတော့သူတယောက်တည်းကပဲ negative ကွက်ဖြစ်နေတဲ့အတွက်ကြောင့်သူမရိုက်တော့ဘူးတဲ့နောက် bia ကြတော့ကလေးမှာ db မရှိဘူးမပြောရပြောနိုင်တဲ့အတွက်ကြောင့်ရင်မက်တမန်ကရိုက်မယ်အဲ့တော့ရက်ချင်းလဲကျမပြေးထားပြီးသားအဲ့ရက်ချင်းလည်းမပြောင်းတော့ဘူး c ကြတော့အဲအရှိရကျမပြောခဲ့တဲ့ရွေးချယ်စရာအတိုင်းပဲအကိုက db ဆိုတော့ confirm ဖြစ်ပြီးသွားမှာပဲဆက်ပြီးတော့လုပ်မယ်ဆိုပြီးတော့ပြောတယ်နောက်ဒီက ားကြတော့လက္ခဏာတွေအားလုံးပြန်ပြီးသုံးတန်အောင်ပြန်ကြည့်မယ်ဒီလက္ခဏာပါညာရှိသလားဆိုပြန်ကြည့်အောင်မယ်ပြီးတော့ဟာကြမှာကလေးလက္ခဏာပြတော့ခါကြမှာပဲစာပြင်မယ်တယ်မရိုက်မယ်လို့ဆိုပြီးတော့ဒါသုံးပြောမယ်ပေါ့နော်ဆိုတကယ်ကတော့ကျွန်တော်တို့ကအဲအရှိရကျွန်တော်ပြောခဲ့တဲ့ဒီစာကြောင်းတွေက statement တွေရလို့ပဲကျွန်တော်လေ skin test negative ဖြစ်တယ်ဆိုပေမဲ့လည်းပဲကလေးမှဒီမရှိမပြောနိုင်ဘူးပြင်မယ်တယ်မရိုက်တာရေနောက်တစ်ခုကအကုန်နဲ့တိမ်နဲ့နေထားရဲဆိုတဲ့ဟာလေးပဲရှိတာတွေကြောင့်ပြင်မယ်တယ်မရိုက်တဲ့ကိစ္စကိုကျွန်တော်ဆက်လုပ်မှရမယ်ပေါ့နော် အဲ့တော့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အမေကဗာပြောလာလဲဆိုတော့ကလေးကိုညီမတိုင်မရဖို့တော့ရှင်းပြလိုက်တော့ခါကျတော့ကားစီဖြည့်စရာမရှိဘူးတဲ့။ဒါကြောင့်မလို့လည်းပဲဟိုဟာပေါ့ဒီ15နှစ်ကောင်လေးနေသူ့အကို ီမှာအဲအစုပ်လေးပြန်ရအောင်ထားရဲပြီးတော့ဒီလေးလာအလုံးလည်းပဲတိတ်ပြီးတော့ညီမကောကိုလေးနေကြသွားရဲဆိုဒီတိုင်အောင်မှာတော်နံနဲ့အဲလက္ခဏာအဲလက္ခဏာပြရတော်တော်လေးကြာတဲ့ ठी တောင်မှာစီကမ်းလာမပြနိုင်ဘူးဆိုတာလည်းအဲ့လိုမျိုးအချက်တွေလည်းအများကြီးပါမယ်ပေါ့နော်အဲ့တော့ဒီအသေးလေးကိုရှင်ဒီရှင်ဝဲပိုက်ကလေးကိုလည်းဒါရှင်မိုက်နဲ့မရိုက်ဖို့တခါပြောတော့ခါကြတော့လေဒီမှာသူ့မှာတခြားခက်ခဲရအများကြီးရှိတယ်ဆိုတော့ဒီမှာပေါ်လာတယ်ပေါ့နော်ကားကတော့ရှိတယ်ဒါပေမဲ့ကားစီပြကြမရှိဘူးဆိုတော့ကျွန်တော်ပြောချင်တာကတော့အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်ကတော့ကျွန်တော်တို့အများဆုံးအသုံးပြုတဲ့ဒီ public transport တွေကနေရာ မှာနေရာတိုင်းမှာရှိချင်မှာရှိရဲအဲ့လိုအဲရထားရူကားရူဆိုတဲ့ဟာမျိုးကနေရာတိုင်းမှာမရှိဘူးအဲ့တော့သူတို့ကအများဆုံးသုံးတာကတော့ကားပေါ့နော်ကိုပိုင်ကားနဲ့အဲသွားကြရတယ်ပေါ့နော်အဲ့တော့ကိုပိုင်ကားဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲလိုမျိုးဒီကိုပိုင်ကားရှိတဲ့အတွက်ကြောင့်ပူပချမ်းတာရပါညာအဲ့လိုမျိုးမဟုတ်ဘူးသူတို့ရဲ့ဒါလူလူရဲ့လူတယောက်ရဲ့ဒါအခြေခံစာဝတ်နေရေးထဲမှာအဲကိုပိုင်ရင်ပေါ့နော်မော်တော်ယင်ဆိုတဲ့ဟာပါတယ်ဒါကြောင့်မို့သူကကားတော့ရှိတယ်ဒါပေမဲ့စီဖို့မရှိဘူးစီရဆေးကြီးအတွက်ကြောင့်မတက်နိုင်ဆိုပြီးတော့အဲ့တော့ကလေးကလည်းနေတော့စီမှာနှီးကောင်းနေဘာမှလည်းလက္ခဏာမပြောင်းချောင်းဆူ ဘာမှမဆိုတော့ဗျာမရှိဘူးပေါ့ဒါကြောင့်မလို့အမေကပေါ်ပေါ်ရရပဲမလာတော့ဘူးဆိုပြီးတော့ဒီသန္တရာကိုပြောလိုက်တယ်ပေါ့နော်အဲ့တော့တော်တော်လေးတော့ကျွန်မတို့ကဒါရင်လေးကြံကောင်းနေပေါ့နော်အကြီးအကြီးတယောက်လည်းဖြစ်နေပြီတိန်လုံးမှလည်းရှိပါလို့ skin နဲ့စာ position တွေဟာသူကအဲ့ဒါကိုဆက်ပြီးတော့အဲ့လိုမျိုးပြောနေသေးဆိုတော့ရင်လေးကြံတော့တော်တော်လေးကောင်းတယ် ဘယ်လိုလုပ်မလဲပေါ့ဒီအန္တရာယ်ဆရာမအဲ့တော့ဘယ်လိုလုပ်မလဲအဲ့ဒါဆိုရရဲကိုယ်တဘောပဲမကုဆိုလို့ရှင်လေကလေးတစ်ခုပြင်ကျွန်တော်တို့လည်းမဆိုင်ဘူးခင်ဗျာဆိုပြီးတော့ပြောလိုက်ပါလားအဲနေမကောင်းမှပဲလာပြကျင်လဲပြပါဆိုပြီးပြောမလားဒါမှမဟုတ်ရှင်လဲပဲအမေနဲ့သွားထုတ်လိုက်တယ်နောက်ပဲကြာလို့ရှင်သူကိုယ်တိုင်အိမ်လာကြည့်မယ်ဆိုပြီးတော့နေပဲအဲ့ဒါနေလောက်မဲ့ပြီးသွားမလားနောက်တစ်ခါကျတော့ကျွန်တော်တို့မိသားစုဆောင်ချက်ပြီးဆက်သေးပြီးတော့ခါကျကလေးကိုအန်ဒီရဲ့ဖြစ်စဉ်မှုနဲ့ဒါကရဲတိုင်ပါလားပေါ့နော်နောက်ဆုံးကတော့ကျွန်တော်မိခင်ကိုကူညီပြီးတော့ခါကျချင်းလာနေအောင်စီစဉ်ပေးမလားဆိုတော့ကျွန်တော်တို့ဒါပြေးချင်ဟန်တာပဲပေါ့နော်ကျွန်မတို့ဒီမှာအဖြေကိုတန်းပြီးတော့ရေးထားတယ်အဲလာလာမယ်ဒီကတော့ဒီ ကလေးကိုမြန်မာဖြစ်မနေစစ်ဆေးဖို့လိုတယ်ဆိုတော့ highlight ပြောစင်တဲ့အတွက်ကြောင့်လို့ဖြစ်တယ်ဘလို့ကြောင့်မျိုးနဲ့မှာဒီအဲကလေးရဲ့ကုသမှုကျမတို့ကမနှောင့်နှေးစေသင့်ဘူးပေါ့နော်အဲစပြီးတော့ဒီစီးတိုက်ရမယ်ဆိုလို့ရှင်တယ်ပဲအချိန်မီတိုက်နိုင်အောင်တော့မလို့ရှင်ကလေးရဲ့ကလေးရဲ့အသက်အတောင်းငယ်သေးတော့ခါကြတော့လာသားလီယာတိုင်းအခြေအနေအားဖြင့်အများကြီးဆိုးရွားနိုင်နေဆိုရင်ဒါမျိုးတွေကျမတို့ရှေ့ဆောင်မှာရှိနေပေါ့နော်တိမ်လုံးကလည်းဒါကူးထားပြီးပြီဆိုတော့ခါကြတော့တော်တော်လေးကလေးအတွက်တော်တော်အန္တရာယ်များနေပါတယ် ဒါနဲ့ကျွန်မတို့မိခင်အတွက်ကို gas ကတ်စွာဆိုလို့ရှိမှရှိတယ်။အဲ့တော့ပြောချင်တာကတော့အဲ့လိုကားစီဖြစ်ကြမှရှိရောဆိုလို့ရှိရင်အဲ့စီဖြစ်လို့ရအောင်ဒါပံ့ပိုးပေးတဲ့သူတို့ရင်းမြစ်တွေရှိရပေါ့နော်လူမှုခုလုံးရေးလို့ဟာမျိုးဖြစ်ဖြစ်မယ်ပေါ့။ဆိုတော့အဲ့ဒါကနေကျွန်မတို့ပြေးလိုက်ပြီးတော့ဟာကြသူ့ကိုကားကားနဲ့လာနေအောင်စီစဉ်ပြေးလိုက်တယ်။အဲ့ဒါနဲ့ ဒါမဲ့လာရိုက်တယ်ပေါ့နော်အဲ့တော့အဲ့လေးရောက်သွားပြီးတဲ့ခါကျတော့အဲကြည်တဲ့ကြည်လိုက်ကိုအဲအစုံမှာသူကဒီထုံထုံထင်တဲ့အတိုင်းပဲပေါ့နော်အထဲထဲမှာအစုံမှာပြဿနာလေးရှိနေရပြီးတော့ကလေးရဲ့အသက်ရှူတန်နေရပါနေရပေါ့ပုံမှန်အပြင်ပုံမှန်နဲ့ဆောင်ရှင်ပို့ပြီးတော့တိုးနေပြောချင်တာအစုံကအားနေနေတွေ့ကြအောင်အသက်ရှူတန်ကပါပို့ပြီးတော့ဟိုဟာဖြစ်နေအောင်တွေ့ရတာပေါ့ဒါနဲ့ဆံမတို့အစုံလေးပြောမှန်များကြည်လိုက်ပြောခါကျတော့ရှားပါဒီအစုံ TV တစ်မျိုးဖြစ်တဲ့ Endo Bronchial TV လေပြွန် Twin TV ဆိုပြီးတော့ဒါယောဂအမိတက်လိုက်တယ်ပေါ့နော်ဒါရှားပါဒီမျိုးစားဖြစ်တဲ့ကြောင့်ချင်းချင်းဆံမတို့ DOD နေနေ ဲ့ပေါ့နော် directly observe treatment နဲ့ဒါကျစင်းစီကူးသားတွေဟာကုထုံးဆံမှာစတင်လိုက်တယ်ပေါ့နော်ဒါဒါဒါကလေပဲရင်မက်တဲ့မှာရိုက်လို့ဒါတည်တာပေါ့နော်ရင်မက်တဲ့မှာမရိုက်ဘူးဆိုလို့ရှင်ဒီလိုမရှားဝါးတီတီဖြစ်နေဆိုတော့မသိဘူးကလေးတွေကဒါအတင်းတော်ဆုံးရင်မက်စီကိုလည်းကျွန်မချင်းချင်းပေးစင်မှာပေးနိုင်မှာပေါ့နော်နောက်တစ်ပတ်လောက်ဒါထပ်ပြီးတော့စောင့်ပြီးတော့မှသူနာပြောတာလာကြည့်မယ်ဆိုရဟာမျိုးဆိုကျွန်မရွေးလိုက်မယ်ဆိုနောက်တစ်ပတ်လောက်ဒီမှာဒီကလေးကဒီရှားဝါးတီတီကြောင့်မလို့ဘာတွေဆက်ပြီးတော့ဖြစ်သွားမလဲဆိုတော့ကျွန်မမမန်းနိုင်ဘူးပေါ့နော်ဒါလေးကကျွန်မတို့ review တင်တဲ့အချက်ဖြစ်ပါတယ် အဲ့တော့ဘယ်လိုဆက်လုပ်မလဲပေါ့နော်ဇာမိုက်ဌာနအဲ့တော့စိတ်မပူဘူးပေါ့နော်ဒါ easy ပါကုလိုင်းပြောက်သွားမှာပါဆရာဝါဒီမှာကြော်ပြီးသားပဲကျွမ်းပြီးသားပဲကလေးတို့စိတ်ချပါဆိုလို့ပြောမလားဒါမှမဟုတ်ရှင်လည်းပဲစိတ်မစခင်မှာတုံ့ပြန်လိုက်ရှေ့ရဆရာမတို့ case တွေမှာဆွေးနွေးခဲ့သလိုပဲအစိတ်မစစိတ်မပေးခင်မှာစပြီးတော့ဒီကလေးရဲ့အများရော baseline စစ်ဆေးမှာလာနောက်တစ်ခါကျတော့ဆရာမတို့ဆလေးကိုစေးပေးဖို့အတွက်ဆရာမတို့ကနှီးပြွားစဉ်းစားမှာပေါ့နော်ဆိုတော့ဆရာမကလေးအစေးတွေကဆရာမတို့အရေးကြီးရှိမှာအခဲကြီးရှိမှာဆိုတော့ဒါကိုကလေးကိုအချိန်မှန် တိုက်နိုင်အောင်ဘယ်လိုမျိုးစဉ်းစားမလဲပေါ့နော်ပြီးတော့ဟိုကတရဒီမိငယ်ကိုယ်တိုင်ရလာပဲဒီမစေးတော့အောင်မတခြားတော့ဟိုဟာအိမ်ရလူရပဲပေါ့ဒီအကျောက်လင်းစင်းတဲ့ sponsor တို့တို့ကလည်းပဲ TV ကိုထောက်ခံယူပါတော့မှာအဲ့တော့အားလုံးကိုလည်းအဆင်ပြေပြေနဲ့တိုက်နိုင်အောင်အပြင်ကိုဒီကလေး PC လေးကိုလည်းပဲတခြားတိုက်နိုင်အောင်လို့ကျွန်တော်တို့ကအများကြီး strategy စဉ်းစားရမှာပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်မတို့ကလေးကိုစေးတိုက်တဲ့ပုံစံမိငယ်ကိုသင်ပေးမယ်လို့ပြောတာဒီကတော့စေးတိုက်တဲ့ပုံစံနေမဟုတ်ပဲနဲ့ကျွန်မတို့ကဘယ်လိုလုပ်ရမှာလဲဆိုတော့ကလေးကိုဘယ်လိုပုံစံမျိုးနဲ့စေးဝင်အောင်တိုက်မှာလဲဆိုတဲ့ဟာကတခြားလေး season စဉ်းစားပြီးတော့ဟာကြတော့ဒါ season ပေးရမှာ to buy ဲ့တော့ကျွန်တော်တို့စေးထုတ်တဲ့ဌာနဆိုတာရှိရပေါ့နော်ဒီသန္ဓရာမှာသူစေဝါဌာနရှိရပြီးတော့ကလေးကိုအလွယ်တကူစေတတ်နိုင်မှုအတွက်ကိုသူနာပြုအဲဒီသန္ဓရာကတာဝန်ငယ်သူနာပြုရပါလားစီစဉ်ပေးလိုက်တယ်နောက်တစ်ခါကျတခြားသောကျွန်တော်တို့ဒီရဲ့ဟိုဖြစ်နေရဟို15နေပေါ့နော်ဒီကောင်းလေးအပြင်ကိုတခြားသော ATP အဲ active TV သမားကလေးပါဝင်တခြားသော TV infection သမားတွေကိုပါမိသားစုနေကောင်းလို့ပါအမေပါဝင်စေတောက်ရမယ်ဆိုတဲ့ဒီသားမျိုးလည်းပဲသူကဒါတိထားပြီးတဲ့တွေ့ကြောင်မလို့စီတိုက်ဖို့အတွက်စီပြဖို့တဲ့စဉ်းစားရည်နောက်မိခင်ကကျတော့အဲ့ဒီအချိန်မှာသူကလေးကိုဒါသူရှားဝိုက် TV လို့လည်းတည်သွားတော့ခါကျတော့အရင်စိတ်ပူနေရပေါ့တခြားမ င်းဝန်ဆောင်မတို့အမြန်ဆုံးသက်သာပြီးခြင်းတဲ့တွေ့ကြအောင်လို့မိခင်ကိုကလေးငယ်ပြီးတခြားမိသားစုမျိုးတွေမှာဒီအနေနဲ့ဆေးပြေးဖို့အတွက်ညွှန်ကြားပြီးတော့တင်ပြလိုက်တဲ့ဆွေးနွေးထားဆောင်မတို့တွေ့ရတာပေါ့နော် အဲ့တော့ the best response ပေါ့နော်အကောင်းဆုံးတော့ကျွန်တော်တို့ဒီကလေးတွေရောအမေရောစီးတိစားတိုက်ပြီးတော့ကုထုံးပြင်းများဖို့အောင်မြင်ဖို့တဲ့ဆိုလို့ရှင်ဘလို့တုံ့ပြန်မှုမျိုးကျွန်တော်တို့ဖြစ်တင်တယ်လဲပေါ့နော်အီမာတို့လေးခုယူခိုင်းတာတွေဒီမှာအီအားရောညချကြတဲ့အကုန်လုံးလိုက်နာပြီးတော့ဒီသန္တရာကျမအီမာလေးပဲကျွန်တော်တခြားတဲ့ဥစားပေးကြရရှိနေတဲ့အတွက်ကြောင့်မလို့သူတို့ပြောတဲ့အတိုင်းညချညညချကြလိုက်နာပဲလို့ပဲကျွန်တော်တို့ဒါလွယ်လွယ်ကူပဲပြောလိုက်မလားပေါ့နော်ဘီအားကြတော့ DOD နီးဟာစံသက်မဲ့တက်မဲ့ချတက်မဲ့ပြီးတာ standard standard နီးလမ်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့စီးပြတဲ့လူကိုရှင်းပြပေးမလားပေါ့နော်စီက ားကြတော့မိခင်ကိုဆေးပေးဖို့တင်ပေးမယ်ဒီခုဖြစ်လာလို့ဒေသနာကိုလာပါဆိုတော့အကြောင်းကြားဖို့ပြောမယ်နောက်ဆုံးကတော့ကျွန်တော်တို့ဒီ ODN ကိုကနအုပ်မှာတောက်လျှောက်လုပ်ပါပြီးတော့ဆေးဆက်တောင်းအမယ်ချိန်မှာဆိုလို့ရှိရင်လည်းမိခင်ကိုတင်ပေးဖို့အတွက်ကိုဒါလုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော်အကုန်လုံးကတော့အဆင်ပြေနေရဲ့ဒါ ဒီအကောင်လုံးကရွေးချယ်ဖို့အတွက်အဆင်ပြေနေပါတော့ဆမေဆမားကဒီမှာပြောချင်တာကတော့လူနာတီဗီလူနာဘယ်လိုမျိုးလူမျိုးပဲမဆိုဆမားတို့ DOD နေလန့်နေပဲတခြားလောက်သွားမယ်ဒါက standard ဖြစ်တယ်ဆိုတာကိုမဖြစ်မနေသိရမယ် message နေနဲ့တကယ်နဲ့စေးပေးမယ်လို့ပေါ့နော်အမေကတိုင်မယ်ဆိုလို့ရှိရင်အမေကိုဆမားဆရာရှင်းပြရမယ်ပေါ့ဆိုတော့အဲ့လိုမျိုးနေသားမျိုးဆမားတို့ပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့တခြားတော့ဒီမှာရွေးချယ်ကြရွေးထားတဲ့ဟာရမှန်ဦးလားဆိုတော့အမှန်တော့မှန်တယ်ပေါ့နော် DOD နေနဲ့စေးပေးတဲ့အချိန်မှာစေး အစည်းအဝေးပြည်내ပြဿနာတစ်ခုဖြစ်လာဆိုလို့ရှိရင်တော့ပြောရမယ်ဆိုတော့ဖန်ပေမဲ့လည်းပဲအဓိကတော့ DOD နီးတစ်ခုတည်းသာလည်းအဲတိအောင်ဆုံးဒီတိုင်းတစ်ခုဖြစ်တယ်ဆိုတော့ကျမတို့ဒေသဒါလကကနနာအပြေရှင်းပြောက်လို့မယ်အဲမဟုတ်လို့ရှိရင်ရှေးကအဲကလေးအစည်းတွေရောအကုန်လုံးကူးရဲဆိုအနေထားမျိုးတွေပါဆက်ပြီးတော့ဖြစ်ကုန်ပဲပေါ့နော်ပြီးတော့ဒီလိုဒီလိုတုံးလုံးမသာလည်းဒါကကုတုံးအောင်မြင်မယ်ဆိုတဲ့ဟာကိုလည်းပဲအမီကိုလုံးဝရှင်းရှင်းလင်းလင်းသိစေရမယ်ပေါ့နော်အဲတခြားသောကျမတို့ဒိုးစေးတွေနောက်စေုံတင်တာတခြားသောလူတွေကနေပြီးတော့လာပြီးတော့အဲဒီ ခုတစ်ခုထုံးအတွက်ကိုလာပဲတောင်းပန်ယူဆောင်ပေးတဲ့ဟာမျိုးတွေကအထီရောက်မှာမဟုတ်ဘူးဆိုတာကိုလည်းပဲသူ့ကိုဒေသရှင်းပြရမယ်ပေါ့နော်ဆိုရဲကျမတို့ဒီ OD နီးနဲ့တာနေတိုင်းအသေးချာအချိန်မှစေးတားရမယ်ဆိုရင်နေသားမျိုးဟာအဲတခုတည်းတော့ကျမတို့စေးကူတိုင်းမှာအောင်မြင်တဲ့နီးလန့်ဖြစ်တယ်ဆိုတော့ဒါကိုအဲဒေသအကြီးကြီးလေးလေးနားလည်အောင်ပြောပြအဲရမယ်ဖြစ်တယ်ပေါ့ နောက်ဆုံးကျမတို့ reflection နေနေရကြတော့ယောဂဖြစ်ပွားတဲ့ကာလတူတောင်းတဲ့အပြင်ကျမတို့ပြင်းထန်ပြီးရတဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူအသက်၅လကလေးလေးကိုကျမတို့ဥစားပေးကုသရမယ်ဆိုတာကိုပြောချင်တယ်ပေါ့နော်အဲသူ့အတွက်ကိုပဲကျမတို့ဒီ case တစ်ခုလုံးမှာဥတည်ပြီးတော့ကလေးဒါနောက်ဆုံးအဟိုဟိုအားမဖြစ်နိုင်အောင်ဂျင်မိုက်တက်မဲ့လာဖို့ဂျိုက်ဖို့အတွက်ကိုလာပြီးတော့ မပြောမပြနိုင်ဘူးဆိုတာမျိုးလည်းမဖြစ်ရလေ။အောက်ဒါကက်စကားချီဖြစ်တဲ့ကိစ္စအထိပါဒေသန္တရကနေပြီးတော့တန်ဖိုးပြီးတဲ့ဆိုရင်ဒီထားမျိုးဒီမှာအဲ့လောက်ထိဒါတေချာလုပ်ပြီးတဲ့ဆိုရင်ဒီထားကိုကျွန်မတို့တွေးရတယ်ပေါ့နော်။ပြောရကျွေးစင်တာအဲ့ကလေးလေးကိုတအားကြီးကျွန်မတို့ဥစားပြီးတော့လုပ်ပေးရမယ်။အခုကျွန်မတို့ကလေးတီဗီဆိုပြီးကောင်းစင်တန်တိုင်းဒီကိစ္စမှာလည်းပဲ15နှစ်ကောင်လေးတဲ့စားလို့ရှိရင်ဒီဟိုကောင်လေးကအေးမကြီးပြောတာမဟုတ်ဒါပေမဲ့ဒီကလေးကဒီ9လသားလေးဖြစ်နေတဲ့အတွက်ကြောင့်အင်မတန်မှကျွန်မတို့ကသတိထားရမယ်။နောက် ိုကြည့်ရတော့ခါကြောင်လည်းပဲဒါရှားဝါ TV ပေါ့နော်ဒီအစုပ်လေပြွန်တွင် TV ဆိုတာမြဖြစ်နေတဲ့အတွက်ကြောင့်ပို့ပြီးခရီးစားရမယ်ပေါ့နော်အသက်မသိရင်ကျွန်တော်အသက်ဆုံးရှုံးသွားနိုင်တယ်နောက်ကျွန်တော်တို့တခြားတော့ရေပြားစစ်ဆေးမှုတွေအပြင်ဂျင်မတ်တဲ့မစစ်မှုလည်းပါဝင်နေတဲ့အတွက်ကြောင့်မလို့စစ်ဆေးမှုတွေအားလုံးမစုံစုံလင်းနဲ့ပဲအစစ်ဆေးပြီးတော့မှသာလေစစ်ဆေးမှုတွေအသူရဲ့တိရောက်တဲ့ကုသမှုစတင်လို့ရမယ်ဆိုတော့လည်းပဲတတိပြုရမယ်ပေါ့နော်နောက် ဒီအဲ့လိုမျိုးကျွန်တော်အထောက်အကူပြုတဲ့ဒီမကားစီဖြေဖို့အတွက်လိုအပ်တဲ့အကတ်တို့ကတော့ပေါ့နော်အဲ့လိုကျွန်တော်တို့ပုံစံတူပေါ့ဥပမာကျွန်တော်တို့စေကန်းလာဖို့အတွက်ဒါလမ်းစင်းမရှိဘူးပတ်တက်နိုင်အောင်ဆိုရဟာမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတော့အများကြီးရှိတယ်ပေါ့နော်ရင်းမြစ်ထဲမှာဒေသတွေမှာဆိုတော့လိုအပ်တဲ့ကုသမှုမရတဲ့တွေ့ဆောင်မှု TV ဆိုလို့ရှိရင်ပို့ပို့ပြီးတော့ဆိုးသွားတာနောက်အဲစေရင်မှာ TV ဖြစ်သွားတာနောက်ရုပ်ွက် တက်ွက်တစ်ခုလုံးကိုယ့်ရဲ့ဒေသတွေမှာပါရှောက်ပြီးတော့ပြန့်နှံ့သွားတာဆိုတာမျိုးတွေဖြစ်နိုင်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့အဲ့လိုမျိုးဖြစ်ရလေအောင်ရက်ချင်းအဲကိုယ့်ရဲ့ကုသမှုဆိုလို့ရှိရင်ကုထုံးနဲ့ပတ်သက်တာနောက်စစ်ဆေးမှုဆိုလို့ရှိရင်စစ်ဆေးတာစစ်ဆေးအဲကျော ဟာဆရာဟူရာနဲ့ပတ်သက်ပြီးတော့တရက်ချင်းလိုအပ်တဲ့အချိန်မှာလောက်လာမယ်ဆိုရင်ဒါတကယ်လို့မလာနိုင်ဘူးဆိုလို့ရှိရင်လည်းဒါကဒီလူမှုဖလုံးရေးလို့ဟာမျိုးတွေနဲ့ဆရာမတို့အကြောင်းအကြားဆေးဆက်ပြီးတော့ဟာကြတော့မကားဆိုလို့ရှိရင်လည်းပဲရှင်ရထားဘုဆတိအားပြီးနောက်တစ်ခါကျတော့လမ်းကြီးဆိုလို့ရှိရင်လည်းပဲတင့်တော်မြတာတဲ့လမ်းကြီးလိုဟာမျိုးထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေနောက်ကစနစ်တွေပေါ့နော်ဒါမျိုးလေးတွေကတော့ရှိတဲ့နေပေါ့နော်အနေချင်းဖြစ်စီဆရာမတို့ဒါကဟိုနည်းနည်းလေးရလေးပဲဒါပြည်သူ့ကျမ်းမာယူဆိုတာအများကြီးထောက်ကူပြုရဲဆိုတာလေးဆရာမဒီမှာ highlight လုပ်ပြီးပြောရှင်နေပေါ့နော်အဲဆရာမတို့နိုင်ငံမှာတော့အဲ့လိုမျိုးတွေကတော့အဲရှိရှိကြလဲရှိမယ်ပေါ့နော်ရင်းမြစ်နယ်ပါတွေ သားတွေအတွက်ဆိုလို့ရှင်တော့ပို့ပြီးတော့လိုအပ်တယ်ပေါ့နော်အဲရှိခဲ့ရဆိုလို့ရှင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့မရှိသေးဘူးဆိုလို့ရှင်လည်းအဲ့လိုမျိုးအထောက်ပံ့ပေးတဲ့ဒီစနစ်တွေကိုအဲကိုရူကိုရာပဲဖြစ်စေတပိုင်းတနိုင်ပဲဖြစ်စေပေါ့နော်ကျွန်တော်တို့သက်ဆိုင်ရာဒေသတွေမှာ NGO NGO တွေအနေနဲ့ပေါ့နော်စိတ်ဆက်ဘလို့လုပ်နေရဆိုလို့ရှင်တော့လည်းကောင်းပါတယ်မရှိသေးဘူးဆိုလို့ရှင်တော့လည်းပဲအဲဒါမျိုးတွေကျွန်တော်တို့တွဲဖက်ပြီးတော့ဒါကရောဂါကုသရေးနဲ့ရောဂါရှာဖွေရေးနဲ့တွဲဖက်လုပ်နိုင်မယ်ဆိုလို့ရှင်တော့အင်မီတန်မှကောင်းတဲ့စီစဉ်နေဖြစ်မှာဖြစ်ပါတယ် ပြီးတော့ဟာကြတော့ကျွန်မတို့ကဒီ view ဟာပေါ့နော်ဆေးကိုဘယ်လိုပေးရမလဲဆိုတော့အကောင်းဆုံးသော view ဟာစနစ်တွေကိုကျွန်တော်ရွေးချယ်ဖို့အတွက်လိုအပ်တယ်အဲ့တော့အဲ့ဒါကကျွန်မတို့ချင့်ချိန်မျိုးလုပ်ရတာပေါ့နော်ကိုယ့်ရဲ့ဒီစဉ်းစားစဉ်းဉဏ်နိုင်တဲ့ဒီစဉ်းစားဉာဏ်နဲ့ချိန်ထိုးပြီးတော့ဒါဘယ်လိုမျိုးဆေးပေးလို့ရှင်တော့အကောင်းဆုံးရှင်မလဲဆေးကိုအရေတိုက်မှာလားအခဲကိုပဲခြေတိုက်မှာလားစသည်အားဖြင့်ပေါ့နော်ကလေးဘယ်လိုမျိုးပုံစံနဲ့ဝယ်နိုင်မလဲဆိုတော့ဒါအမေရောအတီဆုံးမဆိုတော့အမေနဲ့ကျွန်တော်တိုင်ပြီးတော့ခါကျတော့အဲဒီ အစင်တရားလို့ပေါ့နော်တင်ပြစရာရှိရတင်ပြမယ်ပြောပြကြပြပြမရှင်းပြကြဆရာရှင်းပြမယ်ပေါ့နော်မသိသေးဘူးဆိုလို့ရှိရင်ဒီစားလေးခြေတရားရှင်းပြရဆိုခါမျိုးဆမ်မော်ဒီမှာလှုပ်တင်နေပေါ့နော်အဲ့လူနာဆမ်မော်ကိုင်းတွေစီမံနေဆွဲနေမှာတခုရဲတော့လမ်းရိုးတခုကြီးရဲပဲထက်စားလို့ရှိရင်ယောဂဒီကုသမှုတွေထိရောက်တဲ့ကုသုံးအောင်မြင်မှုတွေဆိုလို့ရှိရင်တော့အဖက်ဘက်ကနေပြစဉ်းစားပြီးတော့ခါကြတော့ case ကို manage လုပ်ပေးတဲ့ဆရာဟောင်းလေးဒီမှာပြောထားရပေါ့နော်ဆိုတော့ဒီ case ကတော့ကျွန်မတို့အဓိကကတော့ case ကို manage ဘယ်လိုလုပ်သွားတယ်ဆိုတဲ့ဟာကိုလေ့လာပြီးတော့ခါကြတော့ယောဂရှာဖွေတဲ့နေရာမှာယောဂကုသတဲ့နေရာမှာရေနောက်ကုသယောဂထိန်းချုပ်တဲ့ခါမှာ ပူးပေါင်းပြီးတော့ခါကျဆောင်ရွက်နိုင်ရဈေးဖို့အတွက်ကျမတို့ရည်ရွယ်ပြီးတော့အဒီ case ကိုရှင်းပြရခြင်းဖြစ်ပါတယ်ပြည်သူလူထုနဲ့အတူဒါကျမရဲ့အသိပညာရှိတာပြီးသားဘူးသူရာရှိတာပြီးသားကျမရဲ့အကျွမ်းကျင်နေပေရဖြစ်စီတင်ယူစေနေပေရအတင်နန်းသားတွေဖြစ်စီပေါ့နော်ဒီ case ကအများကြီးတင်ယူနိုင်မလို့ကျမတို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်